โอเคဒါဆိုရင်ဒီစာကြောင်းလေးကိုဒါ conditional ပြောင်းကြည့်ရအောင်ဒီစာကြောင်းက G9 English စာအေးစမ်းဂိုက်ထဲကဒါမိခွားတစ်ခုကို လေ့ကျင့်ထားတာဆိုတော့ကြတော့ပြီးထားတာက if you get earlier this morning you miss the class ဒီနေ့မနက်စောစောထားခဲ့မယ်ဆိုရင်မင်းအတန်နောက်ကျခဲ့မှာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲ conditional sentence တွေမှာဆိုရင် zero conditional past conditional second conditional third conditional အမျိုးမျိုးရှိမယ် dark condition နဲ့ဆိုတာက f clock မှာ head flap bulb 3နဲ့ရေးပြီးတော့ main clock မှာ wall flap bulb 3ပုံစံနဲ့လာတာအဲ့ဒါဒီ dark condition နဲ့ f clock ဒီနောက်မှာထားရတယ်ဟောဒီလိုမျိုးရှေ့မှာထားမယ်ဆိုရင်တော့ comma လေးခံပြရမယ်ဒါဆိုရင် f clock မှာ head flap bulb 3ဒီကောင်လေးကိုပြောင်းပြီးလိုက်ရုံပဲနောက်က main clock မှာ wall flap bulb 3ပြောင်းပြီးလိုက်ရုံပဲဒါပေမဲ့ lower data လေးတခုရှိတယ် အရကပါလဲဆိုတော့ဒီနေ့မနက်စောစောထားခဲ့မယ်ဆိုလို့ရှိရင် အတန်းနောက်ကြခဲ့မှာမဟုတ်ဘူး။နော်အတိပဲလီပါတယ်။ဒါကြောင့်လိုအပ်လို့ဟောရီနေရာလေးမှာနော်လေးထည့်ပေးမယ်။ what ရဲ့နောက်မှာထည့်မယ်။ဒါကြောင့် if clock မှာ head flat battery ပြောင်းမယ်။ main clock မှာ what have flat battery ပြောင်းလိုက်ရုံပဲ။နော်လေးလိုအပ်လို့ဒီနေရာမှာဒါလေးထည့်ပေးမယ်။ဒါဆိုရင်ဒါ condition နဲ့ပြောင်းပြီးစားဖြစ်သွားပြီ။ဟောရာလေးကတော့မှတ်ထားရမှာပေါ့နော်။ ကဲဟုတ်ပြီ။ဒါဆိုရင် Gina Englisa Asian Guide Telegram Group Member ဝင်ချင်တယ်ဆိုရင်ရတယ်။မေကွန်ဟောင်းနေလေ့ကျင့်ပြီးတယ်။ဆိုတော့ကျတော့တိတိချာချာလေးရှင်းပြထားတယ်။ဒါဆိုရင် Telegram group ဝင်မယ်ဆိုရင် @seaion ကိုဆက်သွယ်လို့ရတယ်ဒါ Telegram account ဖြစ်ပါတယ်เนาะဒီကောင်လေးကို Telegram မှာရိုက်ရှာလို့ရပါတယ်